လုပ်ငန်းအတက်တစ်ခုအလုပ်တစ်ခုကိုအတက်တစ်ခါမှမလုပ်ဘူးတဲ့ဟာဆိုရင်တော့ခိုင်းမှလုပ်အောင်ပါပေါ့ခိုင်းမှလုပ်အောင်ပါပေါ့ပုံမှန်လုပ်နေကြလုပ်ငန်းတွေဆိုရင်ဒါကျွန်တော်ကခိုင်းရလွဲ့တစ်ခါလဲလုပ်နေရမယ်တစ်ခါလဲလုပ်နေရမယ်အလိုက်တိတာအဲကြောင့်မို့တချို့ကပြောတယ်လေတချို့လူကြီးတွေကပညာတတ်ဖို့မလိုဘူးနင်တို့တွေအလိုက်တိဖို့လိုတယ်အလိုက်ကန်းစိုးတိဖို့လိုတယ်ဆိုတာအဲဒီအချက်ပဲနော်ဆိုတော့အဲ့လိုပဲ customer နဲ့ဝန်ဆောင်မှုပေးတဲ့အခါမှာလဲကျွန်တော်ကအလိုက်တိဖို့လိုတယ်အလိုက်တိဖို့မပြောဝဲတဲ့လိုအပ်ချက်ကိုတိနေရတယ်ဥပမာ ဝင်လာတယ်သူ့ပုံစံကတားနဲ့မိုးနေတယ်မမိုးကြီးနဲ့ဝင်လာတယ်ဆိုတော့အဲ့ဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲရီလီခတ်တိုက်တာမျိုးဒီလိုမျိုးလုံလို့ရတာပေါ့ဒါတွေကအလိုက်တိတယ်လို့ခေါ်တယ်အဲ့လိုပဲ customer တဲ့ဝယ်သူ့မာနေကြဥမာသူ့မာနေကြအေးအေးတို့နောက်မဝင်ဘီယာတို့သူတောက်နေကြတာရှီကောင်းရှိလိုက်မယ်ဝင်လာပြီဆိုတာနဲ့ဩဒါလေးချလိုက်တော့မယ်နော်ဩဒါပြောတာကလည်းဒါအလိုက်တိတာပဲလေ customer order တွေကိုမှတ်မိနေတာပေါ့အဲ့ကြောင့်မလို့ကျွန်တော်ဟိုနေ့ကလည်းပြောခဲ့တယ် နော် customer နဲ့ရင်းနှီးအောင်ပေါင်းရင်းနှီးသွားရင်နာမည်သိအောင်လို့နာမည်သိသွားပြီဆိုရင်နောက်ပိုင်းမှာနာမည်တက်ခေါ်နော်ပြီးရင် customer ရဲ့အနေအထားကိုကြည့်ပြီးမှကျွန်တော်က alike သိဖို့လိုတယ်။သူရဲ့မျက်နှာရိပ်မျက်နှာကဲကိုအကဲခတ်တတ်ဖို့လိုတယ်။မနေ့ကလည်းကျွန်တော်ပြောခဲ့ပြီးပြီနော်။သူမျက်နှာကဘလို့ပြုံးရွှင်နေရလားဒါမှမဟုတ်ဒေါ်လာထွက်နေရလား။သူကဒေါ်လာထွက်နေတဲ့ပုံစံနဲ့လာတော့အားရဆိုနေမှကိုကိုတိုင်းကသွားပြီးမှဟာနာတွေအတကုံသွားလောက်နေလို့မရဘူး။နော်။ဒါက alike တိတာနော်။ ဒီလုပ်ငန်းခွင်မှာလည်းအဲ့လိုပဲလုပ်ငန်းရှင်ဖြစ်တဲ့သူကနင်တို့တွေနေ့စဉ်လုပ်နေကြတဲ့အလုပ်ကိုဘာပြင်းဘာလုပ်အောင်ဘာပြည့်တခုချင်းဟိုကလုပ်လုံဒီကလုပ်လေအောင်အချိန်မီပြောနေရပြီဆိုတော့ဒါမဟုတ်သေးဘူးဒါမဟုတ်သေးဘူးနော်ဒါတခုတော့လွဲနေဒါကကိုကဘယ်ဆင့်ရောက်နေပြီလဲကိုကကိုပြန်သုံးတက်ကြည့်နော်ပြန်သုံးတက်ကြည့်ပုံမှန်လုပ်နေကြလုပ်ငန်းကိုမခိုင်းရဘဲနဲ့လုပ်နေပါစေနော်အလိုက်တိတာမပြောဘဲလိုအပ်ချက်ကိုတိနေဖို့လိုတယ်နောက်တစ်ခုကတော့အစင်နဲ့ရှိတာမဆိုင်မဲ့ဖြည့်စီလှုပ်ဆောင်ပေးတာ နော်အစင်နဲ့ရှိတာ ။ order မာတော့မယ် customer ဟင်းပွဲတွေဘီယာတွေအေးတွေမာတော့မယ်။အာတမင်လဲပြန်အတကုံပိုလိုက်ကြည့်ဒီလိုက်ကြည့်အတကုံလိုက်ကြည့်နေရတယ်ဆိုရင်ကိုဒါမဟုတ်သေးဘူးเนาะတကုံလိုက်ကြည့်နေရတယ်ဆိုရင်ဒါမဟုတ်သေးဘူး။အဲ့ဒါဘာလဲဆိုရင်အစင်နဲ့မရှိလို့ဖြစ်တာ။အဲ့ဒီတော့ကျွန်တော်တို့ကသဘောပိုင်းနေမှာเนาะကျွန်တော်တို့ကနေရာခွဲပြီးတာဝန်ယူထားမယ်။တာဝန်ယူထားပြီးရင်ကျွန်တော်တို့က customer ကဒီဘက်ကနေเนาะဒီလိုမျိုးတမင်လဲပြန်ကြည့်နေပြီဆိုတာနဲ့ကျွန်တော်တို့ကဘာလုပ်မလဲ။ဟာအပြေးသွားလိုက်တော့အပြေးသွားလိုက်တော့အာဆင်အား အကူကြီးအကူကြီးရေဟုတ်ဗာမင်းကူညီဆောင်ရွက်ပေးရမှာမလဲရှင်အမေဗာလိမြထပ်မအောင်မလဲရှင်ဗာလိမြမပါရမလဲရှင်အဲဒီလိုမျိုးကျွန်တော်တို့ကအစင်းနဲ့မင်းနေမှုလို့လေဒါတွေဟာအစင်းနဲ့ရှိတာမဆိုင်ပဲဖြစ်စည်းလှုပ်ဆောင်ပေးနိုင်တဲ့အချက်တွေပေါ့နံပါတ်3ကတော့ရင်းနှီးကျွမ်းဝင်လာအောင်လုပ်နိုင်စွမ်းရှိတာဟောဒါကျွန်တော်မနေ့ကလည်းပြောခဲ့တယ်နော် customer အင်းနဲ့အမြင်နဲ့လာနေကြဖောက်တယ်ဒီဆိုရင်တို့ကအာနင်တို့ငါလာနေရလဲကွာနော်တနေ့တောင်ရှိပြီနင်တို့ငါ့ကိုမမတ်မိကြဘူးလား ဒစိမ့်ဆန်ရင်မကြိုက်ဘူးဒစိမ့်ဆန်ဒစိမ့်ဆစ်ဆန်နဲ့ဆစ်ဆန်ရင်မကြိုက်ဘူးအဲ့အတွက်ဘာလုပ်ရမလဲဆိုရင်ယင်းဒီကျောင်းဝင်လာအောင်လုပ်နိုင်စွာရှိတာနော်ယင်းဒီနီပေါင်းတတ်ဖို့လိုတယ်အာဝဇန်းရွှင်ဖို့လိုတယ်မျက်နှာကိုပြုံးရွှင်နေဖို့လိုတယ်ဒီချက်ဒီဒါတကယ်အရေးပါတယ်